ကေဒီယူချန်နယ်လေးပြန်လဲကြိုဆိုပါရစေနော်နေဘာလို့ပြောချင်းလဲဆိုတော့နော်နေမျိုးစင်ပေါ့ကွာနေမျိုးစင်ပူလောင်နေပေါ့ကွာပူလောင်နေသွားကျွန်တော်တို့ကတော့ရှင်းဆုံးပြတာကျွန်တော်တို့ကတော့ခင်ဗျာဘသူပေါ့နော်မြန်အန်ယူဂျီတွေကဘသူပဲဖိတ်ဖိတ်ဘယ်လိုဘယ်ဟာဖိတ်ဘယ်လိုသွားတယ်ပြုတယ်ဆိုလဲကျွန်တော်တို့ကတော့ဝန်နဲ့ဝန်တာလည်းရှိဘူးဗျပူလောင်ညာလည်းရှိဘူးတကယ်အပွင့်လေးဆုံးပြောတာခင်ဗျာ အခုသူတို့ရရတာပူလောင်နေခင်ဗျာနော်အခုတို့နေမျိုးစင်းနေနော်အဲအဲကောင်ဆိုပူလောင်နေအထိုင်ရဖိတ်လို့ပြပြထိုင်ပြတာလုံးပြီးဗာညာကူကနဲ့ဘဲကောင်ပါပြောရဲတော့ဘဲကောင်ပါပြောရဲတော့ဘာမှမပြောရဲဘူးဒါပွင့်နေဆုံးပြကျွန်တော်တို့ကဘာလို့ NUG မကလို့ CRB မကလို့ NUG တဲ့ကြီးတဲ့အဖွဲ့အစည်းကိုဟိုဘဲရဖိတ်ဖိတ်ပူလောင်ဦးကျွန်တော်တို့ကယူလောင်စားနော်အဲ့ဒါမဲ့ သူတို့ရေကြောဒီဘက်ကတခုခုဟိုနော်အာစစ်တပ်ဘက်ကတခုခုဟာဟိုကဖိတ်လိုက်တယ်ဒီကဖိတ်တယ်ဖိတ်တာနော်ဒါအစိုးရရမသိတာနော်ခင်ဗျာဒါဖိတ်ခေါ်တာလာပါကိုကသွားတာမဟုတ်သွားရင်ရိုးကြတယ်ဖိတ်တာရိုးမကြဘူးရိုးတက်တာဟာတချို့ဆိုတွေ့မလားဟာလာခဲ့ပါငါအိမ်ကိုလာခဲ့အောင်ပြုခဲ့အောင်ဘာညာကူကအဲ့လိုအဲ့လိုခေါ်တာဒါခေါ်တာကိုကသွားတာမဟုတ်ဘူးနော်အဲ့ဒါလေးသိဖို့လိုတယ်ဗျာနော်အဲ့ဒါမျိုးမသိဘဲနဲ့သိရမလားပူလောင်ပြီးတော့ နော်အဲ့ဒါညီမျိုးစင်ရဲ့နောက်တစ်ယောက်ကခမတို့တစ်ဖက်ပိတ်တစ်ဖက်ပိတ်ဆိုတာအာနော်ကွက်တီပဲဒီလူကြီးနဲ့ကွက်တီပဲတစ်ဖက်ပိတ်ဆိုတာနော်အဲ့အတယောက်ရဲ့နှစ်ယောက်ဟောက်ထည့်ပြီးမှာပေါ့နော်ကျွန်တော်လည်းအချိန်ကြီးသိမိရတော့ဒီတိုင်းပဲပြောတော့မှာပေါ့နော်အဲ့ဒါနဲ့တခုပြောချင်တာကကျွန်တော်မနေ့ကနော်ပြောတာဆိုတာကြီးစိတ်လည်းအစင်မပြေဘူးပေါ့ဗျအစင်မပြေတော့နော်တချို့ကကျွန်တော်ပြောရပေါ့နော်အကိုနော်ဟိုဖတ်ပြီးတော့မပြောနဲ့မစုံနဲ့ပေါ့ဗျာနော်ကျွန်တော်သကလုံးနေတခါလေးじゃဟို တခါလေးကျလည်းကျွန်တော်လည်းလူသားတယောက်ပဲလူသားတယောက်ဆိုတော့ကျွဲတရားကျွဲတရားနွားတရားချိန်နဲ့ရိုက်မှရတယ်ပြောအဲ့ဒါတော့လူတခါလေးကျလည်းဆဲဆုံမိသွားပါနော်ဆဲဆုံမိသွားတော့နော်ဟိုနားထောင်တဲ့လူတွေတိတ်တချို့ကြတော့သဘောမကျဘူးပြောဒါပွင့်လင်းဆုံးတော့ကျွန်တော်လည်းသဘောမကျပါဘူးဆဲတာဆိုတာတော့နော်အပုတ်တိုင်းလည်းဆဲဆုံနေမှာမဟုတ်ဘူးနော်သဘောမကျပါဘူးဒါပေမဲ့ DJ ကတော့ဟိုတော်တော်စင်ကျင်ပဲပေါ့ဗျာကျွန်တော်လည်းစင်ကျင်ပဲနော်နားထောင်တဲ့လူတွေလည်းအစင်ပြေအောင်နော်ကြတော့ ဟိုဒီတိုင်းပဲနောင်ပဲရင်သီးတဲ့သကလုံးလေးနေပဲတုံးသွားမယ်ပေါ့နော်အကြတော့နော်ဒီမှာနေမျိုးစင်ပူလောင်နေရလေးတစ်ချက်ကြည့်မယ်နော်ဒီကောင်ကကျွန်တော်အဟုတ်တော့တကယ်ပြောတာဘာတော့မို့မကိုယ်လည်းမသိတော့ဟောဒီကောင်တကယ်လှစောစောမှလှတာဘယ်ဟုတ်မို့ညာသူကနော်အခုကျတော့အမှပူလောင်နေတဲ့အရာလေးဒီမှာတစ်ချက်ကြည့်လိုက်ပါဦးခင်ဗျာ ကပေးဖြာရာကနေကင်းပချမ်းသာပါစေကြောင်းပထမဦးစွာဆုမွန်တောင်းရင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့ပြည်သူတို့အကြံပြုချက်စီစဉ်တင်ဆက်ပါတယ်အခုချိန်အားဆိုရင်လက်စစ်မရောက်လာရင်ဆိုတော့ကင်းချက်စောက်ရုပ်ကအရင်လိုမဟုတ်တော့ဟမ်ရေကြီးတော့ကျတော့ဘန်ဂါလေးကိုတိုက်ဘန်ဂါလေးဒါအရှက်အခုလဲငလျင်လဲကြလဲကျတော့ဟာငလျင်အရှက်အခုဆိုအားတိုက်နေပြီးတော့ဝိုင်းတိုက်လို့ပြောထားတဲ့ကောင်ကအခုကျတော့အမအင်နိုဆန့်လေးလောက်အမဲယူတာကြိုးစားတဲ့ကောင် ခင်ဗျားတို့ကြည်နော်ခင်ဗျာဒီကောင်တွေကစောက်ချက်မရှိရကောင်တွေပဲစောက်ချက်မရှိရကောင်တွေခင်ဗျာနော်သူတို့ပြောသွားမဆိုသွားတဲ့အရာကမှားတယ်ပြုတယ်ဆိုလေဒီကောင်တွေတောင်းပန်ခြင်းမရှိဘူးနော်ပြည်သူတွေအများကြီးအများပြည်သူဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာလဲတိုက်တိုက်တိုက်ဆိုပြီးပြောတဲ့ကောင်အခုကျတော့ innocent ကောင်လုံးနော်မြင်တော်ပြောတာပါမမြင်တာလဲခင်ဗျားတို့ကတချို့တစ်ဖက်ပိတ်တရားနော်တစ်ဖက်ပိတ်တရားကျွန်တော်နောက်ဆုံးမှဖွင့်ပြမယ်တယောက်လိုပဲခင်ဗျားတို့က เนาะဟိုရှိစားခွေးတွေပဲပေါ့ဗျာเนาะเนาะအုံတော်ထဲမှာရှိပဲပြည့်နေကောင်မျိုးကြောင့်လဲပြောရတာရနော်ဘလုံးမသဘောပေါက်ဘူးเนาะကျွန်တော်တခါလာအခုလဲဘာပြောတော့ဟာဘာဖြစ်တယ်ညာဖြစ်တယ်မင်းအမှတ်ထားပြီအဲ့အောင်ငါအမှတ်ထားပြီပြောတဲ့ကောင်တွေကမင်းတို့အကောင့်စစ်နဲ့ပြောမင်းတို့ရုပ်တွေအမှန်ကန်နဲ့ပြောမင်းတို့ရုပ်တွေအမှန်ကန်နဲ့ပြောနော်ထမိန်ကြုံရားတွေကလာလာမျိုးနဲ့နော်ပြောလိုက်တော့ဟာအချိန်လိုက်ရှောက်လိုက်ဟာပြောလိုက်ဆိုလိုက်ဟမ် အကောင့်စင်းနဲ့ပြောအကောင့်စင်းနဲ့ provide စစ်မင်းတို့ရက်တီချက်ယုံကြည်ချက်အစ်စ်မှန်နေငါ့ဘလားပြောအဲ့ဒါမျိုးဆိုဩအင်းဘောငါလေးစားပြီလားဩဒီကောင်းနေဒီလိုရှိပါလားအခုအကြောင်းထမင်ဂျုံကြားတဲ့နေပြောပြောပြီးတော့သနာတော်ကြီးလားလာကံဖြစ်ထိုင်းနိုင်ငံကဖိတ်ခေါ်တဲ့ဒီအစီအစဉ်အတွက်စီဝေးအတွက်သူဟာလင်းစည်းသွားနေတဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တို့ တရားမျှတမှုကိုလိုလားသောတိုင်းပြည်သားအားလုံးဖွဲ့စည်းများအလုံးကပြပြတသားတောင်းဆိုနေကြတဲ့ကြားတွေကထိုင်းနိုင်ငံအစိုးရဟာကျွန်တော်တို့နိုင်ငံရဲ့လူသက်စီရစပိတ်ကောင်မင်းအွန်လိုင်းကျွန်တော်တို့နိုင်ငံကိုလူလုကပေးကြီးတွေနဲ့တဘောကပေးကြီးတွေကိုလစ်လူရှူပြစ်ပယ်ပြီးလူပေါင်းများများစွာတေးကြီးပျက်စီးကြခဲ့တဲ့လူသက်မင်းအွန်လိုင်းကိုဖိတ်ခေါ်ပြီးတော့တို့နိုင်ငံလူရဝင်ဖို့စူးစမ်းတဲ့အစီအစဉ်ဖြစ်ဝန်ထဲဆောင်နဲ့ကျွန်တော်တို့စောင့်ကြည့်နေရတဲ့အချိန်ဒီချိန်မှာကျွန်တော်နိုင်ငံရဲ့ စကိုင်းပြည့်ရကျော်တချောင်းမှာရှိတဲ့မန္တလေးစကိုင်းအပါဝင်ဒီအောက်၆တိအခုမနေ့ကညဆိုရင်ဖြာပုံအထိလှုပ်ခတ်ခဲ့တဲ့ရန်ကုန်မြို့ရဲ့ကောင်းငင်ရံမှာဆိုရင်ကြီးငက်တွေခါတဲ့ညံညံပွက်နေအောင်ဆူညံနေပြီးတော့တကယ့်ကိုလောကငရဲတစ်ခုအစပြိုးတော်မယ်အလားပြည်သူများကထိတ်လန့်ချောချနေကြတယ်ပြည်သူမျိုးများစွာဟာစကိုင်းမန္တလေးနေပြီးတော့တောင်ကူရန်ကုန်ပြည်သူမျိုးများစွာဟာအိမ်ထဲမှာမအိပ်ရဲကြပဲလမ်းပေါ်ထွက်ပြီးတော့ အိတ်နေကြရတဲ့ဒီလိုဆိုးရတဲ့အခြေအနေကြားထဲမှာမှတိုက်ပြိုတိုက်ပြက်တွေအောက်မှာပြီးမိနေတဲ့ပြည်သူတွေနောက်တစ်ခုဒီ၄ရက်လောက်ကြာသွားတဲ့အချိန်မှာကုသူကယ်ဆယ်သူမရှိလို့နော်တေဆုံးွယ်လွန်သွားကြတဲ့သူတွေကထွက်လာတဲ့အပုပ်နှံ့တွေဒီအချိန်မှာလူကြသူတန်းကြသူတွေကြားလာကြတဲ့အခါမှာဒီဖက်စစ်ငရဲခွေးတွေပြူတွေခွေးတွေရဲခွေးတွေစတဲ့ဒီဖက်စစ်လက်ပါစီတွေကစောင့်ကြတားစီပိတ်ဆို့ဟန်တာနှောက်ရက်ဒီအချိန်မှာလည်းပဲတောကြောင်လက်ကမောင်းခတ်ပြီးတော့လူကြရဲကြဆိုတော့ကျွန်တော်တိုင်းပြည်ဟာတကယ်ကိုငရဲပွက် ပမာတကယ်ကိုစိုးထိတ်ကြဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။တစ်ဖက်ကလည်းပဲဖက်စစ်မင်းအောင်လှအုပ်စုဟာမနေညာထုတ်ပြန်ကြေညာချက်အရဆိုရင်သူတို့လည်းပဲတလကြာပြစ်ခတ်ရက်ဆဲမယ်ဧပြီလဒီဒီအကုန်ထိပြစ်ခတ်ရက်ဆဲမယ်ဆိုတဲ့ကြေညာချက်ကိုကျွန်တော်တို့ဖတ်ရှုရပါတယ်။တစ်ဖက်ကလည်းပဲ KIN ဟိုက KIN ကလည်းထုတ်ပြန်တယ်။ NUG MOD ကလည်းပဲနှစ်ပတ်ကြာပြစ်ခတ်ရက်ဆဲထားမယ်။ ိုးစစ်တွေရက်စဲထားမယ်လို့ထုတ်ပြန်ထားတယ်ဒီအချက်လက်အလုံးဟာဘာပဲပြောပြော impedance ဆိုးဝါးနေတဲ့အခက်ခဲဆုံးအကြမ်းတဲဆုံးအခြေအနေမှာတော့ကျွန်တော်တို့အနေနဲ့မဖြစ်မနေတော့ကြိုးစိုးစောင့်ကြည့်ရမယ့်သဘောပဲဖြစ်ပါတယ်မိတို့ဖြစ်စီဘလို့ဆိုးရတဲ့ပုတ်တိုက်မှုတွေနဲ့တိုက်ခိုက်မှုတွေပဲရှိရှိနောက်ဆုံးတော့ဒီယာယီအပြစ်ခက်ရစေးရဆပြန်လဲစည်းစက်ညီနိုင်တို့မဟုတ်အဖြေတစ်ခုကိုဥရီနီလန်တကြရှာဖွေပြီးနိုင်ငံသားအားလုံးရဲ့ဘေးကင်းရာကိုဖြစ်စေမယ်ဒီရွေးချယ်မှုတစ်ခုခုကိုပေါင်းစုသွားကြရမှာတမန်တော်ပါပဲဆိုတော့ကျွန်တော်စကားဆက်ရရင်အခုကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ ဒီတစားတော့ငလင်းဒီကပ်ဘေးဆိုတာဟာတကယ်တကယ်တော့ကျွန်တော်တို့လူသားတွေဒါဥစုဂျပန်ပဲကြည့်ဒီကနေ့ဂျပန်မှာ65ကြောကြောလုတ်တယ်ပေါ့ဒါပေမဲ့တို့တို့မှာကြိုတင်ပြင်ဆင်ထားတဲ့အဲဒီဆောက်လို့ရေးနီးနီးဒီနဲ့စနစ်ချနာတဲ့ဆောက်လို့ထားဆန်ချင်းဆန်ညုံးတွေဖြစ်လာခဲ့ရင်ကူညီကယ်ဆယ်ဖို့အတွက်တမျိုးသားလုံးဂျပန်တမျိုးသားလုံးနဲ့စနစ်ချနာတဲ့အစီအမံတွေလိုအပ်တဲ့ funding လိုအပ်တဲ့ အာ facility အားလုံးပြည့်စုံသွားပြည့်စုံသွားကြတော့ဘလောက်ပဲ9.5ပဲလို့လို့6.5 magnitude ပဲလို့လို့ဂျပန်နိုင်ငံလိုနိုင်ငံမျိုးကြီးက EAC ဖြတ်တန်းနိုင်တဲ့အခြေမှာကျွန်တော်နိုင်ငံမှာက disaster saving အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိဘဲနဲ့ပြည်သူကိုရဲဆက်ဆက်ဖိနှိပ်တပ်ဖြတ်နှိမ်နင်းဖို့ပဲလူသက်လက်နက်အများအများဖျားပြင်းနဲ့ပေါင်ကန်းရအပါဝင်ပေါင်တောင်အပါဝင်နောက်ဆုံး chemical weapon နဲ့အပါဝင်နိုင်ငံတကာကနေပြီးတော့နိုင်ငံเจ้าငွေကြီးအများအပြားတုံးပြီးပြည်သူကိုနှိမ်နင်းတပ်ဖြတ်ဖို့ပဲစဉ်းစားကြိုးစားလာခဲ့တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ကဲ့ လူရဲ့ကြောင့်စင်ကျင်တို့ပြားမဲ့တဲ့ဆောင်ရွက်မှုတွေကြောင့် disaster saving program တွေဘာမှမရှိခဲ့တဲ့အတွက်ပြည်သူတွေဟာဆောက်လုပ်တဲ့အဆောက်အအုံတွေမှာလည်းစံချိန်စံညွှန်းမမီခဲ့ဘူးစံချိန်စံညွှန်းမမီတာမှပြည်သူတွေမဟုတ်ဘူးဖက်စစ်အာဏာရှင်အဆက်ဆက်ဆောက်လုပ်ခဲ့လို့အခုဆိုရင်တမတာယုံလွတ်တော်သူတို့ရဲ့ဝင်းကြီးဌာနအဆောက်အအုံတွေမင်းရတရားတရားတဲ့အခြေအနေအရဆိုဝင်းကြီးဌာနအ ਨੇ ဆုံး၃ခုနဲ့အထက်လုံးဝပြိုကျပျက်စီးသွားပြီးစီဌာနရုံးချုပ်ကြီးတွေစီပြိုကျပျက်စီးတာရှိတယ်ဒါပါလဲဆိုတော့ဒီတေချာစနစ်ကျနာတေချာတဲ့ဆောက်လုပ်ရေးစံချိန်စံညွှန်းတွေကိုမရှိဘဲနဲ့ အပြိုင်ဆိုင်ရရနေရခိုးဝက်တိဆောက်ခဲ့ကြတယ်။ဟန်ပြမိတ်ကပ်လိမ့်ပြီးတိဆောက်ခဲ့ကြတဲ့အစီအစဉ်ကြောင့်အခုဆိုရင်ဒီပြည်သူတရားလုံးဟာအကြီးကျယ်ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာနိုင်ငံတကာကိုနော်ပြုမှုလေးလေးတင်နော်ဘယ်ဂျပန်နိုင်ငံတွေဘာမှမရှိနဲ့တရောင်းကားရဲ့အဲမင်းပြောရတာကြီးလေတကယ်ပြောတာနော်ဒီကောင်တွေကနော်စောက်ကြက်မပြီးတဲ့ကောင်တွေဖြစ်နေတယ်နော် ငါတို့မြန်မာနိုင်ငံမှာနော်လွတ်လပ်ရနောက်နေ့တန်တော်ခုပြီးတော့နော်ဖြစ်နေရတာကျတော့တိုင်းသား135မျိုးရှိတာ136မျိုးကလက်နက်ကင်နေမင်းအားအိုက်မသိလားပြည်တွင်းစစ်ဖြစ်နေမသိလားဟမ်မင်းစစ်ထဲမှာနေတော့သူများမင်းမကြောက်ခိုးဘဲမင်းတက်တာမလားဘာမလိလောက်မလားဟမ် မင်းသူများသူများစစ်ခွေးဖက်စစ်မလုံးနေရမင်းလည်းစစ်ခွေးပဲအဲ့ဒါဆိုလို့ကျဲမင်းလည်းစစ်ခွေးပဲဘာလို့လဲဆိုတော့မင်းအမမင်းနေရထိုင်နာတာနဲ့စားရတော့ရတဲ့ဟာရှိသေးလေမင်းဒီနေ့ဒီချိန်အမအသက်ရှင်နေရတာဟမ်ကျတော့နော်မင်းလည်းစစ်ခွေးပဲသူများစစ်ခွေးစစ်ခွေးသွားပြောနေနေနော်တရောင်းကကျတော့ဘယ်တော့မြင်သားမဲ့အရာမြင်သားပေါ့ဗျာနော်ဟိုသူ့ကြည့်လိုက်ရင်နော်အင်နိုဆန်အင်နိုဆန်အင်နိုဆန်ကြီးလောက်နော်အဲ့ကျတော့ဟို ဘယ်လိုပြောအမှန်အောင်မသိတော့ဘူးအဲ့ကြတော့ကိုယ်တိုင်ကိုယ်တိုင်ကြတော့တိလားလေးလားလားသိဘူးလားဆိုတော့မလေးလားစောက်ကြီးစောက်ကြီးရတက်ပြောတယ်ဟမ်ပြောတော့မင်းပြောတာလေမင်းစောက်ပဇက်ကပြောတာလေဘာငလင်းနေပါမသိဘူးမင်းတိုက်ပြူဆိုတာမင်းဟမ်ဟမ်အရှက်ဆိုဒါအရှက်ဆိုမင်းတို့တိုက်ဖို့ကွက်တီပဲဆိုနေပြီးတော့လေးစင်းမဲ့တိုက်မဲ့ဆိုပြီးတော့ပြောတဲ့အရာလေမင်းစောက်ပဇက်ကပြောတာလေဖာသမပဇက်ဆိုအမှန်နေနော်ဖာသမပဇက်ဆိုအမှန်နေဒီကောင်ဟာနေမျိုးတင်ဟမ်ဖာသမပဇက် ဟမ်ပေါက်ပန်း40ရှိအယူကြီးပန်း6ရောစောက်ရှက်လည်းမရှိဘူးဟမ်စောက်ရှက်လည်းမရှိဘူးအခုကျတော့အင်ဒိုဆန်ပဲဘာညာမီရပြည်သူများအရာဘာညာကွိကောင်နဲ့စောက်ယူအဲ့ဒါကိုယုံတဲ့ကောင်နဲ့လည်းယုံကြသေးတယ်အဲ့ဒါကိုယုံတဲ့ကောင်နဲ့လည်းယုံကြသေးတယ်နော်မဟမ်ကိုစကားကွန်တီကိုယ်တွေဘုံမလို့ဟမ်စောက်ရှက်မရှိရဲ့ကောင်စောက်ရှက်မရှိရဲ့ကောင်ဟမ်စောက်ရှက်မရှိရဲ့ကောင်အရှက်ဆိုတာဘယ်နာမှာဟမ် 怕他妈妈等气些子，怕他妈妈等气些子，哎、嗯，怕他妈没没有没等家老公没没老子不老不逼，哎、嗯，你讲你不狼不来不狼不来不狼不来，你没,没有你妈了，怕他妈在那受这里头呢，受什么气也讲。在哪方面？亚庇一八七亚给在古宁浦搬家的时候没，我们台湾给在一坡，问过没有？American Rescue Team，古来提不流落没不流落 a 所以就那没地要，拍照来是不？ နိုင်ငံရေးအခြေအနေကဖက်စစ်အကြမ်းဖက်အုပ်စုဟာသူနဲ့ပလဲနံပါတ်၁နဲ့ရုရှားတရုတ်စတဲ့သူ့ကိုဘက်ကပ်ပေးထားတဲ့နိုင်ငံကကူညီကြေးစေးအဖွဲ့လောက်ပဲဝင်ငွေပြုတယ်ဒါတော့မှမနေ့တုန်းကတရုတ်ချက်ချီနီရင်တန်းလာတဲ့အချိန်မှာ ီနောင်ချိုကနေပြီးတော့ဆက်လက်နဲ့စီးပစ်တဲ့ဖက်စစ်ကြမ်းဖက်တပ်တွေရဲ့လုပ်ရက်ကလည်းကဘာကိုလေးတကျော်ဖြစ်သွားတယ်အဲ့ဒါကြောင့်လည်းပဲချက်ချင်းကိုအပြစ်ခတ်ရစေဆိုတာကိုထုတ်ပြန်ကြေညာလိုက်ရတာဖြစ်တယ်ဆိုတော့မင်းအောင်လိုင်ရဲ့လက်ထက်မှာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်တွေရဲ့အုပ်ချုပ်မှုအောက်မှာဘာမှကြကြနနပြင်ဆင်ထားခြင်းမရှိတဲ့အပြင်ကိုပြည်သူအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာဘာကဘယ်လိုလုပ်မလဲဘယ်လိုပြောရမှန်းတော့မသိတာဘူးနော်ဘယ်လိုပြောရမှန်းတော့မသိဘူးမင်းလိလာပါစီဘူးဆိုတော့ one china policy တွေမင်းမသိဘူးလား ဲ့တော့မင်းမင်းစစ်တပ်ထဲနေတော့လည်းမင်းလူကောင်သူများမိမကြာကိုဖို့ဖင်လိုက်ကြည့်နေကောင်မျိုးပဲဟမ်သူများမိမကြာကိုဖို့လောက်ရှောင်းနေကောင်ဟမ်မင်းစီးနိုင်ငံကြီးမင်းမသိဘူးလားမင်းဘာသိရောအဲမင်းဒီစကလုံးကသုံးနေလားမသုံးနေလားတော့မသိဘူးထိုင်ဝမ်ကိစ္စကိုမင်းမင်းမို့လို့စောက်ယူလို့ပြောနေတော့ပြောအကုန်သိနေကုန်ပြီမင်းတယောက်ပဲမသိတာဟမ်ဟာလို့စောက်ဘောပါဗျာဒီကောင်စောက်ဘောပါအဲစောက်ဘော ဟမ်သူများမိမကြောက်ကိုဘူးလို့လိုက်ရှောင်းပြီးတော့ဗာမိမသူများမိမဖင်းနေလိုက်ကြည့်ရတယ်အဲ့လိုကောင်မျိုးထင်တယ်ဘာမှနိုင်ငံရေးစီတော့ဘာမှမလေးလာခဲ့ဘူးအချောင်းနေချောင်းသားသိအကြောင်းမလို့လဲသူများမင်းကကြာခုပြီးတော့ထွက်ပြီးလာရဲကောဟမ်ကုတေယဉ်နံပြတဲ့ပြူကလည်းအမမင်းသူ့ဟာသူလောက်တော့ပေါက်ပန်းလေးတဲ့လောက်တော့ရလာအဲ့ဒါဒီကလိုကောင်မျိုးတွေနိုင်ငံအုပ်ချုပ်မယ်ဆိုတာကမှကျွန်တော်တားချောက်ပဲမြန် နိုင်ငံချစ်သိမ်းမှမရှိဘဲနဲ့အာအပေါင်းအရင်တန်ပြောတာမင်းကိုဘသူအတိမတ်ပြုတ်ပြီးဟောဟုတ်ပြီကရအခုမင်းမာဝီတို့ပါအောင်မင်းကိုမင်းကိုဖောက်ဖက်လုပ်ပြီလားဟမ်ဝါကိုကန်မိုင်းလာဟမ်တီယန်နန်နီဟမ်ကချင်းရှင်းရခိုင်ကရင်မွန်းမင်းကိုဖောက်ဖက်လုပ်ပြီလားမင်းကိုဖောက်ဖက်လုပ်ပြီလားအညာတခွင်ကတော့မသွားနဲ့အညာတခွင်ကတော့မင်းကိုဖျောက်ပလိုက်လို့ရတယ်ဟိုမှာကပြားတို့ဘာညာကူးကွိုက်တော့အကုန်ပျောက်ကုန်တာအများကြီးဟမ် မင်းလူကောင်မျိုးတယောက်တည်းကတော့အဲအောင်အညာမပေါ်နဲ့မင်းတခါတည်းအပြောက်ဖြောက်ကောင်းတယ်။ပေါ်လန်ပေါ်ရဲဦးလေ။အဲဆောက်ယူကောင်။ one china policy ဟိုတကယ်ဟိုအရေးဒီရေးတော့မှမသိရဲနဲ့ဖောက်ကြီးတောက်ကြီးထတာပြောနေကောင်။ခမရူကြီးပဲယုံခမရူကြီးပဲယုံတကယ်ဆိုတာကျွန်တော်ပြောပြလဲနားမလဲတဲ့ဟိုအုံအောင်မရှိဘဲနဲ့ရှိပြေးနေကောင်နေတော့လာဆဲကြအောင်ကောင်နော်။ င်းတို့ဘယ်တော့မှလည်းအတွေးမမြင်ပါဘူးကိုမျက်လုံးကိုထိုးပေါက်တယ်ကိုနားကိုထိုးပေါက်ပြီးတော့ကြားမှလည်းနော်အမှန်ကြားမှအမှန်မြင်မှကြောက်ပြီးတော့ကိုမျက်လုံးကိုထိုးပေါက်ကိုနားကိုထိုးပေါက်လိုက်တဲ့ကောင်မျိုးတွေကတော့ယုံကြပါဘူးဟမ်ကြောက်နှကောင်းမှလည်းနှကောင်းကလည်းအနံ့မရဘူးနော်ချီကျွေးလဲစားတာပဲနော်ကြတော့မင်းတို့ကောင်တွေကအလင်ခံပြုခံနော်အဲ့ဒါပဲကောင်းတယ်မင်းတို့ကောင်တွေတကယ်ပါ စိတ်ပြက်စရာကောင်းတယ်မင်းတို့ပြောနေရရခင်ဗျားတို့ကျွန်တော်ပြောနေရနားတော်မြင်ခင်ဗျားဒီကဒီကောင်ပြောနေရလက်ချက်ကြည့်လိုက်ပေါ့ဗျာခင်ဗျားလည်းတချို့အကူကြီးတွေကလကားကူကြီးတွေမဟုတ်ဘူးတချို့အကူကြီးတွေကအနှောင်ကျိုးတွေပါမယ်အဲ့ဒါကြီးကျွန်တော်တို့ကအဲဘာဘာဘူးမီကုမ်ဒီကောင်အဲ့ဒါများစစ်တပ်တွေကစောစီးထွက်ပို့လို့နောက်ပြီးတော့ဒီကောင်တွေလည်းအနိုင်မရသေးလို့တော်သေးတာခင်ဗျားအနိုင်ရတော့သွားပြီခင်ဗျားသွားပြီခင်ဗျားဒီနိုင်ငံမြောင်းနေတာလွတ်လိုက်တော့ ဆောက်ဘက်လုံးမယ်ထင်တယ်လို့လားဒီကောင်းတွေကိုမင်းတိုင်းရင်သာလက်နဲ့ကန်ကြအဲဟိုတနေ့ဟိုကမနေ့ကပဲကြည်လေခင်ဗျတီအန်တန်နေနဲ့မန်ဒီခင်ဗျဟမ် KI နဲ့တီအန်တန်နေခင်ဗျဟမ်ရှာနေနဲ့တီအန်တန်နေစနားထောင်လာတယ် ်ကနေကဒီရောက်တဲ့ဂရုပိနိုင်ငံကကုညီကေစေးဖွဲ့တဲ့စစ်တပ်ကချိတ်ဆက်ပြီးတော့ရတဲ့မြကုညီကေစေးကြီးနဲ့အပြက်စီးပုံတွေကဖယ်ရှားပြီးတော့ပြည်မီတဲ့ပြည်သူတွေဆွဲထုတ်ရေးပြည်ဆွဲထုတ်လာတဲ့ပြည်သူတွေလောက်သွားငလင်ဘေးကနေပြီးတော့ကင်းလွတ်လာတဲ့ပြည်သူတွေအတွက်ဆက်လက်အသက်ရှင်ရည်ဖို့အတွက်သူတို့ကအရေးပေါ်လိုအပ်နေတဲ့သွာလာဆက်သွယ်ရေးသွာလာမှုနော် transportation communication နောက်တစ်ခါ survival ဖြစ်စေမဲ့ရေစနစ်အစားအသောက်အားရစနစ်စတာအားလို့စနစ်တကျအားလုံးချိတ်ဆက်ကူညီရမယ်အစားဘာလုပ်နေလဲဖက်စစ်တပ်ရဲ့အုပ်စုတွေက စစ်တပ်ကဆိုရင်ဖះကဌာပနာတွေဖောက်ပြီးတော့ဌာပနာနေရာကအုပ်တွေဖယ်ပြီးတော့ဌာပနာကလူယူဖို့လုပ်နေတယ်။မိသားဆိုတဲ့ကောင်တွေရဲဆိုတဲ့ကောင်တွေကဘာလုပ်လဲ။မန္တလေးနန်းတွင်အုပ်မြို့ရိုးကိုတလုံးချင်းစီဆယ်ပြီးဟန်ပြတွေလုပ်ပြနေတယ်။တကယ်တကယ်မြေပြင်မှာကယ်ဆယ်ကြီးလိုက်နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ပြည်သူကပြည်သူသားလည်းကူညီကယ်ဆယ်နေကြလို့တချို့သောလူတွေအသက်ရှင်လာကြတာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ပြောပြချင်တာသုံးသပ်နှိုင်းရှင်ပြချင်တာကလွန်ခဲ့တဲ့နှစ်အနည်းငယ်တွင်ကထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့တောဝက်ဘောလုံးအသင်းသူတို့ရဲ့လှိုင်ကူကြီးတစ်ခုထဲမှာဝင်သွားပြီးသူတို့ အဲဒီစုံစုံဒီတင်သွားတဲ့အချိန်မှာရေးပြနာပြီးမြင့်တက်လာပြီးလှန်ကူထဲမှာမြုပ်ကြကြံခဲ့တာကျွန်တော်မှတ်မိပါလေကုန်မယ်အဲထက်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းရင်းသားကလေးသူငယ်ဘောလုံးအမားတချို့လည်းအဲ့ဒါကြီးခဏထားပါအောင်ကွာဟမ်မင်းမင်းမင်းငလင်လောက်ပြီးတော့မင်းပါထွက်ပြောတာငလင်လောက်ပြီးတော့မင်းပါထွက်ပြောတာအောင်လို့အဲအဲစောက်ယူကောင်ညာစောက်ယူကောင်ညာ ်မင်းငလင်းလုတ်ပြီးတော့ဘာထွက်ပြောတော့မင်းမင်းပြောတဲ့စကားမင်းတိဘူးလားဟမ်မင်းဘာလုတ်ပြီးနိုင်တော့မင်းစောက်ဖောင်းထုတ်ဖို့ပဲလေမင်းဘာလုတ်ပြီးနိုင်တော့လို့ဟမ်မင်းစောက်ချက်မရှိဘူးလားမင်းအဲ့အောင်နေမျိုးစင်မင်းစောက်ချက်မရှိဘူးလားမင်းစောက်ချက်တစ်စမ်းမှမရှိဘူးလားဟမ်မင်းဒီလိုထွက်ပြောစရာမလိုတော့ဘူးမင်းစောက်ချက်ရှိရင်ဟမ်မင်းပြောတဲ့စကားကြီးအမှမင်းတမိုင်းတွင်ကုန်ပြီလေဟမ်ဒါအချက်ဆိုငလင်းလုတ်တာအချက်ဆိုပြီးတော့တိုက်ကြပြူကြလို့ပြောတာမင်းစောက်စက်ကပြောတာလေ ဟာတကယ်စောက်ချက်မရှိတော့စောက်ကွက်နဲ့ဘာသာไก่ပြောနေအောင်မင်းဟမ်ဘာသာไก่ပြောနေအောင်လို့စောက်ချက်မရှိရတော့ဟမ်ဟာခမရဗျာခမရတို့အဲ့ဒါအောင်မယုံကြည်နေဆိုယုံပဲအခုကျတော့ဟာဘာလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘလို့ကဲရမှာညာလို့ကဲရမှာထောင်သူရေးချင်းဘာညာကွက်ကနဲ့အဲ့ဒီအားတွေမင်းမင်းမင်းအမေလင်းနေရအမှဖြိုးရတယ်တာဝါတိုင်းနေဖြိုးတယ်ပြက်စစ်တိုင်းနေဖြိုးတယ်လမ်းနေချိုးထားတယ်မင်းမေလင်းနေကိုသွားပြောလိဟမ်မင်းမေလင်းနေကိုပြောလိ အဲမင်းမလင် PDF လေးကိုရောဟမ်ဟို transportation အခက်ခဲနေတာမင်းတကယ်လို့သူတို့ထိခိုက်နေတာဘာဘာဖြစ်မော်ဟမ်ကြတော့ဆောက်မျက်နှာမရဟင်းပတ်မရနဲ့အမဆောက်ခွက်လက်တီးရရအောင်မယ်အမဟမ်ဆောက်ပြကတင်ခံအောင်မယ်တခုထိရပြီသွားဟမ်တကယ်ကဘာမှကျုံသူပြောနေတဲ့စကားနဲ့သူရှေ့ကပြောခဲ့တဲ့ကဗျာငလင်ဖြစ်ဖြစ်ကြည့်ရင်ပြောတဲ့စကားနဲ့ခင်ဗျားတို့ချင်းကြီးလိုက်လေခင်ဗျား ဒီကောင်အာတကယ်တော့ဖင်နေပဇက်နဲ့မားတယ်ဆိုတာတကားတကယ်နော်ဖင်းနေပါးစက်နဲ့မားဆိုတာဒီကောင်ပဲအဆဲမပါကျင်လို့နော်ကျွန်တော်တကယ်ရင်းနေရဲရဆိုရင်တော့တကယ်ဆဲကျင်တာဒါပေမဲ့ကျွန်တော်အတတ်နိုင်ဆုံးနော်ထိန်းလို့ရတော့ထိန်းသွားပါဆိုတော့နော်ကျတော့ဖင်းနေပါးစက်နဲ့ပဲမားတာစောက်ချက်မရှိတဲ့ကောင်ကနေမျိုးစင်မင်းစောက်ချက်လေးရှိကွာမင်းစောက်ချက်လေးရှိမင်း ဟမ်ဆက်နားတော့မှာပြီမမဘလာပြီခိုင်းဆိုရချက်ချင်းဟိုးလေးတကြောနဲ့နိုင်ငံတကာသတင်းတော်တွေဖိတ်ခေါ်ဒီတော့ဝဲဘောလုံးသင်းပိတ်ဒီပိတ်လောင်သွားခံရတဲ့လှိုင်ကူတဲကိုဖောက်ဝင်ပြီးတော့ရောက်အောင်ကယ်ဆယ်ဖို့ကြိုးစားကြတာအားတစ်ခါတည်းကြီးကြီးကျယ်ကျယ်အော်ကျွန်တော်နိုင်ငံလေးမြေတိုင်ပို့လိုက်ရတာဒီလူလေးတစုတကြိတ်စာလောက်လူငယ်တကြိတ်စာလောက်အတွက်ကိုထိုင်းဆိုရလည်းနိုင်ငံတကာသတင်းတော်တွေဖိတ်ခေါ်သတင်းတော်တွေဟိုးလေးတကြောလားအားတစ်ခါတည်းကပ္ပရဲ့အထင်ကြီးဆုံး အရေးကြီးဆုံးသတင်းကြီးဖြစ်သွားကုညီကယ်ဆယ်ရေးဖွဲ့နိုင်ငံတကာဤပညာမြင့်တဲ့ကယ်ဆယ်ရေးဖွဲ့နဲ့ရအောင်လှိုင်းအောင်ဝင်သွားကယ်ဆယ်တော့ဒီကလေးတွေအလုံးကိုအသက်ရှင်ရဲ့ကိုရအောင်ကယ်ထုတ်နိုင်ခဲ့တယ်ကယ်တယ်ကယ်ဆယ်သူအချို့တော့ထိခိုက်ပုံပယ်တာရှိတာပေါ့ကျွန်တော်ပြောချင်တာကလူကိုလူလိုတန်ဖိုးထားတဲ့နိုင်ငံဆိုရင်လူကိုလူလိုတန်ဖိုးထားတဲ့စနစ်နဲ့လူကိုလူလိုတန်ဖိုးထားတဲ့ကမ္ဘာနိုင်ငံများပေါင်းဆက်ကူညီမယ်ဆိုရင်မတည်တဲ့မတည်ထိုက်တဲ့သူတွေမတည်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်တိတဲ့ပို့ပြီးတော့ကျွန်တော်အနေနဲ့နိုင်ငံအဆင့်ချီတဲ့ ကွန်ကြီးကယ်ဆယ်ရေးလုပ်ငန်းတစ်ခုအကြောင်းကိုကျွန်တော်ထပ်ပြီးရှင်းပြခြင်းနေတယ်။လွန်ခဲ့တဲ့2010ခုနှစ်အောက်တိုဘာလတုန်းကကျွန်တော်တို့ဒီချီလီနိုင်ငံရဲ့ဒီမြောက်ပိုင်းဒေသတစ်ခုမှာရှိတဲ့ဒီဆန်ချိုဆေးဆိုတဲ့မိုင်းတွင်းကြီးတစ်ခုရှိပါတယ်။သူကရွှေနဲ့ကြီးနေတဲ့တပ်တွေကိုသူတို့အဲထုတ်လုကြတာပါ။ထုတ်လုကြအဲ့ဒီမိုင်းတွင်းကြီးမှာအဲ့ဒီတုန်းက2010အောက်ကလ9ရက်နေ့မှာသူကမိုင်းတွင်းကြီးပြိုကျသွားခဲ့ပါတယ်။မိုင်းတူပေါ်စင်သူကလက်ကက်တဲခဏရလို့ကွင်းမြင်အင်မတန်အေးတဲ့ခဏရလို့ကွင်းမြင်တဲ့ဟာဒီမိုင်းတွင်းကြီးသူကဘလောက်နဲ့လဲဆိုတော့မီတာအနက်800 လောက်ရှိပါတယ်မီတာအနက်ရှိရဆိုတော့ကျွန်တော်တို့ဟိုဘောလုံးကွင်းဆိုလို့ရှိရင်သူကဘယ်လောက်ရှိမလဲဘောလုံးကွင်း6ပြန်10ပြန်11ပြန်စာလောက်အနက်ရှိတာပေါ့ဘောလုံးကွင်း10ပြန်စာအနက်ဆိုဘယ်လောက်နဲ့မစဉ်းစားကြည့်ပေါ့အွေးအနက်ကြည့်အဲ့ဒီထဲမှာမိုင်းလုတာ33ရောက်သူဟာတဲ့မိုင်း2နေကြတဲ့အချိန်မှာမိုင်းတွင်းကြီးကပြိုကျသွားတယ်ပြိုကျသွားပြီးတော့တန်ပေါင်းမြောင်များစွာလေးတဲ့ကြောက်တုံးကြီးကမိုင်းတွင်းဝိုက်ပြိတ်သွားပြီးတော့သူတို့ဘလို့မှကယ်ဆယ်လို့မရတော့တဲ့အနေအထားမျိုးဖြစ်သွားတယ်ဖြစ်သွားတော့ဒီမိုင်းတွင်းပိုင်ရှင်တွေကစဆပြိုပြိုချင်းကတော့သူကတော့ဟာဘလို့မှမဖြစ်နိုင်တော့ဘူးတဲဆိုပြီးတော့သူတို့ဟာ ဒီမိုင်းတွင်းကယ်ဆယ်ကူညီကိုမလုပ်ဘဲနဲ့သူတို့နေနေလိုက်ကြတယ်ပေါ့ဒါပေမဲ့နောက်တစ်ချိန်ထပ်ပြီးလှုပ်ခတ်တဲ့ချိန်မှာတော့သတင်းတိုးတက်ပြန့်တက်သွားပြီးတော့အဲဒီချီလီနိုင်ငံသမ္မတအင်းတဲ့အစိုးရအဖွဲ့ကချက်ချင်းသိရှိသွားတယ်တဲ့ဒီသတင်းကိုသိရှိသွားခြင်းချင်းသူကဘာလဲဆိုတော့ဟိုနိုင်ငံတကာဒီအဖွဲ့တွေကိုနော်တောက်ကူညီကယ်ဆယ်ဖို့နဲ့ဒီမိုင်းတွင်းပိုင်ရှင်တွေကိုတာဝန်ယူတာဝန်ခံဖို့ချက်ချင်းအမိန့်ထုတ်ပြီးတော့ဒီအောင်ကယ်ဖို့သူစူးစမ်းဖို့အမိန့်ပေးလိုက်တယ်တဲ့ချီလီသမ္မတပြည်သူရွေးချယ်တဲ့သမ္မတ သူ့ရဲ့နိုင်ငံသားမိုင်းတွင်းလုတာ33ယောက်ရဲ့အသက်ကိုချက်ချင်းကယ်ဆယ်ဖို့အမေးပေးလိုက်တဲ့နောက်မှာအဲ့ဒီမင်တာရှက်ရလောက်အနက်အောက်မှာရှိနေတဲ့ဒေသလားရှင်သလားလည်းမသိနိုင်တော့တဲ့လူ33ယောက်ကိုသူတို့ဟာပိတ်ဆို့နေတဲ့အပေါက်ကနေပြီးတော့ရောက်အောင်တံမြုံပိုက်တွေရိုက်သွင်းရိုက်သွင်းရိုက်သွင်းပြီးတော့အသက်ရှူဖို့တို့နော်အထက်မှာရှိတဲ့လူတွေဟိုရှိမရှိစမ်းသပ်တဲ့ကိရိယာစတာတွေကိုသူကဟိုဟိုရိုက်သွင်းနေတယ်ရိုက်သွင်းပြီးတော့ဒီမီတာ918ရက်လောက်ကြာရည်တိသူတို့စူးစမ်းပြီးတော့ဗောနော်အသက်ရှင်မှန်းမသိတိမ်မှန်းမသိတဲ့33ယောက်အတွက်ကို ီကယ်ဆယ်ရေးအဖွဲ့က18ရက်တိတိကိုစူးစမ်းပါးစမ်းနဲ့အတမနီပိုက်တွေရိုက်ထည့်ရတဲ့အနက်မီတာ900လောက်ထိရိုက်ထည့်ရိုက်ထည့်ရိုက်ထည့်ပြီးတော့တချောလို့နားတော်တော့ဗျအဲဒီမှာအတန်းကြာအေး18ရက်မြောက်ကြာတဲ့မီတာ900လောက်အနက်ကိုတမ်းပိုက်ရေးရိုက်သွင်းပြီးတဲ့ခါကျတော့အောက်မှာအဲ့ဒီ33ရောက်ဟာလိုင်ကောင်းတနေရမှာလုံးဝပိတ်မိနေတယ်အသက်ရှင်ရရှိနေသေးတယ်ဆိုတော့သူတို့တိသွားတိသွားတိသွားမရောက်ရအောင်ကဲမယ်အဲ့တော့တမနာကြီးကသူ့နိုင်ငံမှာရှိတဲ့ဌာနပေါင်းစုငါနိုင်ငံသား33ရောက်မိုင်းတွင်းလောက်သား33ရောက်အသက်ကိုရအောင်ကဲမယ်မရရအောင်ကဲမယ် 就咱们是不叫，哈来对吧？那那个？等你那报道弄来拍一啊，等你那了啊，什么西吧？什么西不？你这个哪呀？平价一嘛？对哇？这个个，哎，少油啊，啥拍米表那地啊？侬少油啊？哎呀，盐包？侬 sorry，弄来，侬多我们老年了，侬少油，先生不要少油？侬，不弄不叫少油偏多？侬，大部分不，没有不有料嘛？我干嘛少油个，定年不叫少的拍表呢？ เนาะအကြတော့ sorry เนาะကျွန်တော်အရှိဖွဲ့မိသွားလို့เนาะစောက်ယူပြီးပါ යි เนาะအကြတော့ဒီမှာကျွန်တော်ပြောမယ်တစ်ဖက်ဖိတ်တစ်ဖက်ဖိတ်တစ်ဖက်ဖိတ်ဆိုတဲ့အားကြီးကွက်တီเนาะအကြတော့အကြတော့ထိုင်းနိုင်ငံအောင်သွားလို့ထိုင်းနိုင်ငံအောင်ဘိုင်းကော့လို့ရမယ်ဘာညာကွိကွာနဲ့ဟိုကဘိုင်းကော့လို့လိုက်လို့အတိုင်ပတ်အောင်မယ်เนาะထိုင်းမှာမြန်မာရောက်နေတာအများကြီးเนาะเนาะရှောက်တန်းလားရှိရတယ်เนาะကျွန်တော်နည်းစဉ်းစားအောင်အဖိုးကြီးเนาะတစ်ဖက်ဖိတ်ဆိုတဲ့အတိုင်းတစ်ဖက်ဖိတ်အစရကဒီမှာ နော်တစ်ဖက်ပိတ်ဆိုတဲ့အတိုင်းဒီလိုတစ်ဖက်ပိတ်ကြမှာနားတော့မှာမင်းအွန်လိုင်းကိုလက်ခံပြီးတော့ဆက်ဆံနေတဲ့နိုင်ငံတွေရတော့ဒီနေ့အချိန်အားစပြီးကံစိုးမိုးမောင်ကြပြီဆိုတာပတ်ထားကြပြီတော့အကြတော့ကွက်တီပဲနော်တစ်ဖက်ပိတ်နေတစ်ဖက်ကလည်းပိတ်ပြီးရယ် ဟမ်ဒေကန်ကြီးနေစောက်တိတွေကလည်းမရဘူးအဲ့ဒါကြောင့်အာပိထောက်အဲ့ကြောင့်ဒီကျွန်တော်ကိုအာပိထောက်ကနေလူတွေကိုပြန်ကြည့်ရောအာပိထောက်ကနေလူတွေကိုပြန်ကြည့်ရောအဲ့ဒါပြောတာကိုအာပိထောက်ကနေလူတွေကစောက်ယူစောက်ဘောစောက်ပွဲတစ်ဖက်ပိတ်တွေပြည့်နေနော်အကြတော့နော်စဉ်းစားတွေးကောဘူးပြောတာပါနော်ကျွန်တော်ကဒီချီပေါ့နော်အတက်နိုင်ဆုံးကျွန်တော်မဆဲပဲမဆိုပဲပြောမယ်ဒါဒါကျွန်တော်ဟို တရုံပုတ်တန်းဆဲစုံနေရမှရှိပါဘူးကျွန်တော်တားတိမခံနိုင်တော့မှသာနော်ဆဲတာဆိုတာပဲရှိပါတယ်နော်ကျွန်တော်လည်းမိုက်ရိုင်းနေရကောင်းကောင်းမဟုတ်ဘူးနော်အကြတော့ဒိုင်မန်ပြောသွားမယ်နော်နောက်ဆုံးတစ်ယောက်ကတော့အကြိုက်ဆုံးပဲကျွန်တော်တော့တစ်ဖက်ပိတ်ဆိုတဲ့ဒိုင်မန်လောကဂွင်နဲ့ကြီးနဲ့အတိတွေကလည်းလုံးလုံးမရဘူးတစ်ဖက်ကလည်းပိတ်နေသေးတယ်သေကန်ကြီးလည်းဖြစ်နေပြီအကြတော့နော်အန်ဂိုင်းပဲနော်နော်ဘလောက်ထိအောင်ပိတ်ပိတ်ပိန်လုံးဆိုတော့အဲ့ဒါသာကြီးလိုက်ပြီတော့နော်